စုလဆိုင်အခုရောက်နေရတော့ဒါထုတ်ပတိုင်ထုတ်ပတိုင်ရေကန်ပေါ့နော်ရေကန်ကန်ပတ်လေရလမ်းမှာပေါ့နော်ဟိုဘက်ကတော့ထုတ်ပတိုင်တောင်ကြီးပေါ့နော်ဟိုဘက်ကထုတ်ပတိုင်တထားဒါရေကန်ထဲမှာကြည့်တာအမိုက်ပုံကတခုရောက်နေဟိုမှာအမိုက်အမိုက်ခုရောက်နေလူတွေစီတိတ်မိစီကမ်ရှိအမိုက်ပြစ်ထားကြတာပေါ့နော်ဒါမှမဒီလိုမျိုးမလုပ်ရဘူးเนาะ ဒီဘက်ကနေပတ်သွားလို့ရှင်ဒါဒီဝါဒန်းပေါ့နော်ဒီဝါဒန်းမြစ်တွေပါလေရတော့ဒီမှာဒါပေမဲ့မြစ်မြစ်မချိုးအောင်လို့ရေးထားတယ်ဒါကိုလိုက်နာဒုံဘက်ကတပတ်ပတ်လို့ရတယ်တန်ရေကန်းငါးစာရေးလည်းကျွေးလို့ရတယ်ပုံမှန်ကတော့အလားတပုံရိုက်တဲ့ဒါပေါ့နော်ဒါဒါကဒီဘက်မှာတော့တင်းရှိတယ်ဟိုးပေါ့မှာဟိုးဘက်မှာတော့တင်းရှိတယ်အဲ့တော့အဲ့ဒါအစင်မှာလည်းတော်တော်များများ ရေစင်လေးတို့လောက်ထားတဲ့အတွက်တပုံကောင်းကောင်းရိုက်လို့ရတယ်ဗောနော်ဒါလေးကတော့ထွန်ပတိုင်ရဲ့နာမည်ကြီးတဲ့နေရာလေးတွေတံတားလေးတွေဗောဒါကတော့ထွန်ပတိုင်တောင်တောင်ဗောနော်အဲ့တောင်ပေါ်မှာအာဈေးကြီးစုရှိတယ်ဟိုဘက်ကနေတက်လို့ရတယ်ဟိုဘက်ကနေတက်လို့ရတယ်ဟိုအဲ့အဲ့နားလောက်ကနေအမှအနားတော့တက်လို့ရတယ်တက်တက်လို့နည်းနည်းရှားတယ်ဗောနော် ိန်မှာငားစာတွေပါလေကျွေးလို့ရတယ်အခုလာတဲ့ချိန်မှာတော့ငားကြီးတိတ်မတွေ့ရဘူးဗောငားငါတန်ငရဲ့ငားကြီးလာတဲ့ချိန်လားတော့မပြောတတ်ဘူးဗောနော်ဒီငားကြီးတွေတိတ်မတွေ့ဘူးငားသေးတွေတော်တော်တွေ့ရတယ်ငားသေးများအိုက်တွေ့ရတယ်ဒီနည်းလေးတွေ့ရကြည့်တက်စာရင်တော့အခုကအေးတယ်ဗောအေးတယ်ထွန်းပတိုင်လာလို့ရှိရင်တော့ထွန်းပတိုင်ရဲ့နာမည်ကြီးထမင်းကိုစူးပြီးကထမင်းကိုစားသွားကြအောင်စူးပြီးကတော်တော်ကောင်းတယ်စားပြီးလည်းလူတွေထည့်ခဲ့လို့ရတယ် okay